အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ Donald Trump ကိုရိုင်းကအဲ့ဒီ LA ရဲ့အရှောက်တိုပုံကိုဘယ်လိုပြောခဲ့လဲဆိုတာဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပရိသတ်တို့စိတ်ဝင်စားနေမယ်ဆိုတော့အစကလည်းဆုံးထိအားပေးလို့ရပါတယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်းသဘောကျတယ်ဆိုတော့ subscribe လုပ်ပေးလို့ရပါတယ်ဆိုတော့ LA ရဲ့ပြည်ထနာကတော့ ဒီ3ရက်4ရက် မြောက်ဖြစ်လာပြီပေါ့နော်ဆိုတော့ဒီနေ့ကတော့တော်တော်လေးတိတ်လာပြီလို့ပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့ Trump ကလည်းဒီအမျိုးသားစောင့်တက်တွင်ကို mute ထဲမှာချဖို့အမိန့်တွေထုတ်လာတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာ California ကဒီအုပ်ချုပ်ရေးမှူးကဝကဗနာကပေါ့မင်းတို့အဲ့လောက်ထိတတိရှင်ကျွန်တော်ကိုလာဖမ်းဆိုပြီးမှအဒွန်ထရမ့်နဲ့ Tom Homan ကိုစင်ခေါ်လာမျိုးလေးရှိတယ်ပေါ့ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ Donald Trump ကတတိမီဒီယာတွင်ကိုအာရှင်းနေချက်လုပ်ထားတာရှိတယ်ပေါ့ တတိမီဒီယာတွင်ကောထရမ့်ကိုဘယ်လိုဘယ်လိုမျိုးမေးခွန်းတွေကိုမေးပြီးမှသူကိုယ်တိုင်ရောဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုကလည်းကြည့်ပြီးပရိသတ်တို့နဲ့ဆွေးနွေးကြည့်အောင်ပါအဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကျွန်တော်ကို screen share အချင်းကိုပေးကြပါအောင်ဆိုတော့ကျွန်တော် share လုပ်ပြီးမှပဲအတူတကွာပရိသတ်တို့နဲ့ကြည့်ပြီးမှတော့လက်ရှိအခြေအနေကတော့ထမ္ကဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာလို့ပြုတ်ခဲ့လဲဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်နော်ဆိုတော့တစ်ချက်လောက်ဆိုတော့အခုကတော့ Trump ကတော့ပြောလာပြီနော်ဒီကိစ္စနဲ့ပတ်သက်ပြီးမှ oh, All right. Yeah, so no, don't Laws. We can't call in the National Guard unless we're requested by a governor. What changed now? Why is this situation different to not consult with governor? <laughs> ဒီအုတ်ချုပ်ရေးမှုပေါ့နော်ဒီ governor ကတပိုးတူညီမှပဲအခုလိုမျိုးအမျိုးသားစောင့်တက်ဆိုတာပြုလို့ရတယ်ပေါ့ဘာဖြစ်လို့အခုမှပဲ governor ကတပိုးမတူပေးနဲ့ပြည်နယ်ကအကူအညီမတောင်းပေးနဲ့ trump ကိုယ်တိုင်ကအခုလိုမျိုးအမျိုးသားစောင့်တက်တွေကိုဆဲလုခဲ့တာလေအမိန့်ထုတ်ခဲ့တာလေဆိုမင်းနေတယ်ခမရကိုယ်တိုင်ကလွန်ခဲ့တဲ့2020လုံးကဒီကိစ္စကိုစန့်ချင်ပြီးပြုတ်ခဲ့ဖို့ရမဟုတ်လားဆိုတော့ပြုတ်ခဲ့တယ်ပေါ့နော်ဆိုတော့ trump ကတော့ဘာလို့ဖြစ်လို့ကြည့်အောင် renew some of that. Well, the biggest change from that statement is we have an incompetent governor. So I talked about governors, but I didn't talk about he's an incompetent governor. Look at the job he's doing in California. He's destroying one of our great states. And you got up beyond it. ကျွန်တော်လူခဲ2020တုန်းကစကားပြောနေတဲ့ statement ကိုပြောင်းလဲတဲ့အဓိကအကြောင်းရင်းကပါဖြစ်လို့လဲဆိုတော့အယီချင်းမရှိနေတဲ့ governor တယောက်ရှိနေလို့ပေါ့ကျွန်တော်တို့ကြီးကြီးခန်းထားတဲ့နိုင်ငံကြီးကိုကြည့်ပါတယ်ဒီကောင်ကအကုန်လုံးဖြစ်စည်းခဲ့တာဆို အဲ့ဒါကြောင့်ကျွန်တော်ကအမျိုးအမျိုးသားစောင့်တက်လို့ပြောရမှာပေါ့နော်ဒီ national card ဆိုတာအဲ့ဒါကိုကျွန်တော်ကဆေးလုပ်ခဲ့တာတဲ့ဆိုတော့လွန်ခင်းတဲ့2020တုန်းကပြောတဲ့ကျွန်တော် ပြောခဲ့ဖူးတာတော့မှန်တယ်ဒါပေမဲ့သူကအယိချီမှမရှိတာတဲ့အဲ့သူသားအယိချီရှိနေမယ်ဒီအာ Los Angeles California ကိစ္စပြတဲ့ကိုဖြစ်ရှိနိုင်မယ်ဆိုရင်ကျွန်တော်တို့ကအမျိုးသားစောင့်တက်တွေကိုဆေးလွှတ်ဆရာမလိုဘူး I mean ပေးဆရာမလိုဘူးဒီကောင်ကအယိချီမှမရှိတာအဲ့ဒါကြောင့်ကျွန်တော်ရဲ့ statement ကိုပြောင်းလဲတော့တာဆိုမှ Trump ကပြောတယ်ပေါ့နော် if I didn't get involved, if we didn't bring the guard in, and we would bring more in if we needed it because we have to make sure there's going to be law and order. Mm. You had to. ထရမ်ကတော့ပြောနေတယ်ဗောကျွန်တော်ဒါဒီကိစ္စမှာဝင်မဖြစ်ရှိပေးဘူးဆိုရင်ပူဆူမှာဗောဆိုဒီလူအပ်မယ်ဆိုဒီဂျစ်တယ်မကပူမြအောင်ကျွန်တော်တို့မိသားဆောင်တက်ကိုကျွန်တော်တို့ခေါ်တော့ခေါ်ဆောင်တော့မှာပြောတယ်ထရမ်ကတော့ပြောလာတယ်ဗောနော် a disaster happening ဆိုကျွန်တော်တို့ကဘေးအန်ဒရီနဲ့ဂျုံတွေ့နေရတယ်ဗောကျွန်တော်နိုင်ငံကိုကြည့်ပါတယ်ဘေးအန်ဒရီနဲ့ဂျုံတွေ့နေရတယ်ဗော admit it was a disaster. I watched the uh, chief yesterday, who's a good man, by the way, and he said, Well, we're lucky we did this because they were they were overwhelmed. You saw what was happening. So, a cool mutual roll of dark and gong day, a look to the two up unit. မင်းတို့တွေ့တဲ့အတိုင်းပါပဲမနေ့မနေ့မနေ့ကပဲဖြစ်ဖြစ်ဟိုတနေ့ကပဲဖြစ်ဖြစ်ဝိုင်းဝိုင်းလေးနေကြတာပစူနေတာအုံကြွနေတာပဲပေါ့နော်ဟိုတတော်များများဒါကတော့ကျွန်တော်ရဲ့ YouTube မှာအများကြီးလွှတ်ထားပြီးတာကိစ္စပါပရိသတ်တတော်များများကတော့ယဉ်နေပြီးတာကိစ္စဖြစ်ပါလိမ့်မယ် เนาะလမ်းပေါ်မှာဩတကုတ်အောင်ကြွနေတာပဲပေါ့နော်ဆိုတော့အခုလိုမျိုးလောက်တာကကျွန်တော်ကန်ကန်ကောင်းတော်ကန်ကောင်းသေးတယ်ပေါ့ So we did the right thing everybody agrees to that but တော့အခုလိုမျိုးကျွန်တော်အမျိုးသားဆောက်တဆေလွတ်တာကမှန်ကန်တဲ့လို့ရပါလူတတော်များများကလည်းသဘောတူတယ်ဆိုမပြောလာတယ် The governor let the city burn down didn't didn't want water to be sent down to him, you know ဆိုတော့အဲ့ဒီ governor ကပေါ့နော်တမျိုးလုံးကိုမီးလောင်အောင်ပြချသွားအောင်လုပ်နေတယ်ပေါ့နော် ကျွန်တော်ကရေပူဖူတွေကလည်းလုံနေတယ်။ဒါပေမဲ့ဒီကောင်ကမကြိုက်ဘူးဆိုမှပြောနေတယ်ပေါ့။ Alright. Billions of gallons of water. I said I wanted to do it in the first term. They wouldn't do it over I don't know, they have environmental reasons but there were no environmental reasons. အမသရေပူဖူကလည်းကျွန်တော်ကအစကအစကလေးကလည်းလုံဖူလုံနေတယ်။ဒါပေမဲ့ဒီကောင်တွေကတဘာဝပိတ်ဝန်းကျင်ကိုအကြောင်းပြပြီးမှလုပ်နေတယ်။ဒါကတဘာဝပိတ်ဝန်းကျင်ကိုအကြောင်းပြတာမဟုတ်ဘူး။ဒါကနိုင်ငံရေးခံယူချက်တသက်ပဲဖြစ်နေတယ်ဆိုတော့ပြောနေတယ်ပေါ့။ uh, I think it's just a political philosophy. Mm. But um, it's lucky for the people in Los Angeles and in California that we did what we did. We got it just in time. It's still uh, simmering a little bit, but not very much. Yep. So a kuka, a ku, a ku le supumu rishiro shide re ramen ne ne be shiro re pono. A ku suno tole ngeng la jabi pono. အဘလို့လဲဆိုအဒီ new los angeles တို့ကလူသားနဲ့ချီပြီးမှအပြီးမထွက်ဖို့က order တွေထုတ်လာကြတယ်ဆိုတော့ what crime the governor Nathan committed? The crime is he committed? Yeah, uh, to the left. I think his primarily primary crime is running for governor because so, he's. မဟုတ်ဘူးလေအဆောနော်အဒီဂါဗနာပေါ်တော့အဒီခုနကယ်လီဖိုးနီးယားဂါဗနာကဘာပိမှုကျူးလူနေလို့လဲပေါ့ဘာပိမှုကျူးလူနေလို့ခင်ဗျားတို့ကဖမ်းချင်တာလဲပေါ့ထရမ့်ကတော့ပြောနေသူပိမှုကျူးလူနာကတဲ့ဂါဗနာကိုလုတ်နေတာပိမှုကျူးလူနာတယ်သူကတော့အရင်မချင်းရှိအရင်ရှင်းမရှိတဲ့လူတယောက်ဖြစ်နေတယ်ဆိုတော့ထောက်ကတော့ထောက်ပြတယ်ပေါ့နော် and such a bad job Mm. What he's done to that state is like what Biden did to this country. အဲ့ကြည့်ပါလားအဲ့ဒီ state သူလှုပ်တဲ့ပုံစံကိုကြည့်ပါလားတဲ့ Biden ကကျွန်တော်တို့နိုင်ငံကိုဥဆောင်တဲ့ပုံစံလိုမျိုးနဲ့သူက state ကိုဥဆောင်နေတာအဲ့ဒါကြောင့် state မှာပေါ်မှာလုံးဝအယူရှိမရှိပေးနဲ့ဥဆောင်တဲ့ခါကျတော့ပြဿနာတွေကတော်တော်လေးကြီးမားလာတယ်ဆိုတော့ပြောလာတယ်ပေါ့ And uh, that's pretty bad. It's a wrong philosophy. Mm. Uh, နာကလုံးဝတော်တော်ဆူးတယ်ပေါ့နော်လုံးဝအယူအတွေးအခွန်မားနေတဲ့ ခါယူချက်ပဲဆိုမှပြောလာတယ်ပေါ့အခုလိုမျိုးကွာလူတွေကိုမြို့ပေါ်မှာလာပြီးမှမီရှုခိုင်းလိုက်နော်ဆန္ဒပြတ်ခိုင်းလိုက်ဟွာလုတ်ခိုင်းလိုက်ဆိုတော့တိုးလေးကိုမာယူတဲ့ခါယူချက်ဆိုမှပြောလာတယ် thousands hundreds of thousands of illegal immigrants many of them prisoners they're taking up your health care they're taking up your space ပေါင်းနဲ့ချီပြီးမှရားနဲ့ချီပြီးမှလာလို့လေဒီလူတွေကတော်တော်များများကခမားတို့ရဲ့ဒီချောင်းတွေမှာနေရာယူရဲဆေးရုံဆေးခန်းတွေမှာနေရာယူရဲကွာတရားအထောက်ထားမဲ့တဲ့လူတွေ ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဆေးရုံဆိုတာဆေးခန်းဆိုတာအချောင်းဆိုတာကနိုင်ငံသားတွေအတွက်ပဲလုပ်လုပ်ထားတာကွာ။နိုင်ငံသားတွေကိုဦးစားပေးရမှာကွာ။မဟုတ်ဘူးလား။အထောက်အထားမင်းလူတွေအတွက်မဟုတ်ဘူး။နော်နိုင်ငံသားကိုဦးစားပေးပြီးမှလုပ်တဲ့ကိစ္စဖြစ်တယ်။၆ကတော့ပြောနေတယ်။ကြည်ပါ။တောင်းနဲ့ချီပြီးမှနော်။ချောင်းတွေမှနေရာယူတယ်ဆေးရုံဆေးခန်းတွေမှနေရာယူတယ်။ Medicare မှနေရာယူတယ်။ဒါကနော်နိုင်ငံသားတွေရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုဒီကောင်တွေကလာပြီးမှလုနေတယ်ဆိုတော့ပြောလာတယ်ပေါ့ in schools or take it up your hospital yeah and in many cases they and what to ho da raw ho de kwa di nai ngai de khu ma kwa nai ngai de khu ma sia wo tin ma mya wo da ka raw america ma shi ni de europe ma shi ni de oc ma shi ni de lu to to me me ka joun twet le shi de patana de khu phit ni de oc ma le lu be di oc ma raw တရားမဝင်အာပြောက်ရှင်သမားတွေတော့မရှိပါဘူးတရားကိုတရားဝင်နေပါအများသောဖြစ်တော့ immigrant တွေအများကြီးရှိလာရှိခါကြတော့ ဈေးရုံဈေးခန်းတွေတော့ကျွန်တော်တို့ဖြားပြီးမှဈေးသွားပြမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေအတွက်တော်တော်လေးကဒုက္ခရောက်လာတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ immigration ကဖြားတာလေးတွေများကြီးရှိတာလေ။ဈေးရုံမှာလာပြီးမှအကုန်လုံးကမှ waiting list ကအကြာကြီးဖြစ်နေတယ်။အာနိုင်ငံတိုင်းမှာဂျုံနေတယ်ပေါ့နော်။အဲ့ဒါကြောင့် Europe မှာလည်းကပြက်နာတော်တော်လေးဂျုံနေတယ်။ကျွန်တော်တို့အနိုင်ငံမှာပေါ့နော်။ကြောင်ရွှေအဲ့လိုဓမ္မတွေများလို့နှစ်ခါကြာတော့ဈေးရုံသွားတဲ့ခါမှာလေနိုင်ငံသားတွေတော်တော်များများက အဲ့ဒီဆရာဝန်တယောက်ကိုတွေးဖို့စောင့်ဖို့က၄နာရီ၃နာရီစောင့်ရတယ်ကွာမဟုတ်ဘူးလားအမဇွန်တို့အဲ့ဒါနိုင်အဲ့ဒီနိုင်ငံမှာအဲ့ဒီ immigration ကိုနေမယ်ဆိုတော့အဲ့ဒီပြည်သူလူထုတွေအတွက်ဆရာဝန်တွေးဖို့ဆိုတာလွေတယ် GP တွေးဖို့ဆိုတာလွေနေတယ်ဒါပေမဲ့အခုကအဲ့လိုမဟုတ်တော့ဘူးအဲ့ဒီနိုင်ငံမှာလူကပြိနေတယ်ပေါ့ immigration ကပြိနေတဲ့ခါကျတော့ immigration ကလူတွေကလည်းများကြည့်လာတယ်စေယုံမှာနော်ဆိုဆရာဝန်တယောက်တွေးဖို့ဆိုတာ အရင်တုန်းကလို့နော်မိနစ်30ပိုင်းမတွေ့လို့မရတော့ဘူးကျွန်တော်တို့ကတန်နာရီနှစ်နာရီစောင့်ရတယ်ဟောရေးပေါ်ဥမာ surgery နဲ့ပတ်သက်လာတာတော့ operation နဲ့ပတ်သက်လာတော့ဆိုမိနစ်နှစ်နဲ့ချီပြီးမှစောင့်ရတယ်ကွာနော်ကျော်တချို့လူတွေက3နှစ်4နှစ်ထိတော့စောင့်ရတယ်အဲ့တော့ထိဖြစ်သွားတာဆိုတော့ဒီကိစ္စကတော်တော်လေးကိုနိုင်ငံတိုင်းမှာကျုံနေတဲ့ပြဿနာတစ်ခုဖြစ်နေတယ်ပေါ့တော့ဆရာဝန်တွေ့ဖို့ကတော်တော်လေးခက်လာတယ် criminals and we have to do something about it and we're doing something about it i want to thank the incredible patriots of ice Tom Homan, who's been incredible. And the idea Tom Homan's got a guess I'm at our UBP Shimpira. So Trump got a guess I could know the song to yell the song to cuckoo low mappy dome. No, low low me out of Uber. So I did got mutual session in a Tom Homan go back to know got Jesus to meet us. So much I'm got a beautiful. Janet, do you put down a good mention or low tolerable? No, likewise, incredible. Uh, the job they're doing. And we, it's like an unforced error. There was no reason for this. Mm. 21 million people were allowed into our country. Mm. And many of the. တို့ကပြောနေတယ်ပေါ့အခုလိုမျိုးလို့အခုလိုမျိုးကွာကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုးတောင်းချမ်းစူပူပုံကမှုတွေမရှိတင်ဘူးပေါ့အဲ့ဒါအလုံးဝအချူချောင်းမရှိတင်ဘူးပေါ့ကျွန်တော်တို့နိုင်ငံမှာပေါ့21 million 21 million guys တန်းနဲ့စတိအထောက်အထားမဲတဲ့လူတွေ လုံးဝတရားမဝင်တဲ့ဝင်တဲ့လူတွေရှိတယ်။နေတာမဟုတ်ဘူးကွာ21 million ဆိုတာပေါ်လာလို့အစဉ်းစားကြည့်ကွာ These people were criminals and it's a shame it's a shame but တော့အဲ့ဒီတတော်များများက criminal တွေရှိနေတယ်ပြမှုဂျူးလူနေတဲ့လူတွေရှိနေတယ်ဒါကတော်တော်လေးဆက်ဆရာကောင်းတဲ့ကိစ္စတခုတော့ပြောပြနေတယ် came out and အဲကျွန်တော်တို့ကဒီလူတွေကိုဖမ်းပြီးမှပြထုတ်မှာပဲဆိုတော့ပြောနေတယ်ပေါ့နော်အဲဒါကြောင့်သူတို့ကလက်ရှိအခြေအနေမှာထောင်းမောင်မင်းကလိုက်ပြီးဖမ်းနေတယ်ပေါ့ဒီလူတွေကို I will say it's, I think it's a 95 to 5 issue, just like so many other issues, 95 5. So, I think it's a, you know, အဒီခုနပြတ်နာရှာတဲ့လူတွေကငားရခိုင်လို့လောက်ပဲရှိတယ်နော်ကျွန်တော်တို့လို့ရကိုထောက်ခံတဲ့လူတွေက95ကထောက်ခံတယ်ပေါ့ The Democrats lost an election in a landslide because they're on the wrong side of the issues I mean this this it's not even conceivable The Democratic yeah ရွေးကောက်ပွဲအဓိကအရှုံးရတဲ့အကြောင်းရင်းကလည်း ဒီပြဿနာရဲ့မားတဲ့ဖက်မှာသူတို့ကယက်တည်နေတယ်ပေါ့သူတို့အမှန်ဆိုတော့မှန်ကန်တဲ့ဖက်မှာယက်တည်နေမယ်ဆိုတော့ဒီမိုကရက်တစ်ကလည်းနိုင်ရမှာပဲပေါ့တော့ဆိုဒီမိုကရက်တစ်ကမားတဲ့ဖက်မှာယက်တည်တဲ့ခါကျတော့သူတို့က election မှာရှုံးသွားတာပြီဆိုတော့ထောက်ကတော့ထောက်ပြတယ်ပေါ့ that somebody would do the kind of things that he did and then you know you talk about projects they want to build a train going from San Francisco to LA and it's costing hundreds of billions of dollars more than they thought it was going to cost. It's not even believable. To San Francisco and billion to people sitting here, would you believe that a train was going to cost X dollars and it might be a hundred times X? Hmm. Would have paid for this for about 50 million American children. You're right. You're 50 right. million American children instead of a three mile train track that never got built. we could have put Lincoln in charge သုံးမှာပေါ့သုံးမှိုင်လောက်ဖြစ်နေတဲ့ train project က democratic တွေကလုပ်နေဒါမှအသားနှစ်ချီပြောလို့ဒါတော့ခုထိဘာမှလုပ်လို့မရဘူးဟောဒါကလေးတွေအတွက်တော့51 million ကလေးတွေအတွက်အအရေးပါနေတဲ့ကိစ္စတစ်ခုကြီးဖြစ်နေတယ်ဒီကိစ္စခုဘာမှ account တွေ follow လို့မရဘူးတို့ကအသားနှစ်ချီ project တွေလုပ်နေတယ်အ democratic တွေကကအမေရိကန်ကဒီစောက်သုံးမကြတဲ့ဖွဲ့တွေဖြစ်နေတယ်အမေရိကန် with no experience you would have done a good job i guarantee you that All right, please, Peter. So, so it seems like Gavin Newsom likes the attention that he's getting right now from I do. you. Yeah, I do. It seems like he does. Um, he, uh, if you look at recent history, somebody who was running for president, you, who got arrested and had a mugshot, you could make the argument that politically that wound up helping you. Are you worried at all at this moment? The talking about him getting arrested could be helpful to his political prospects because a lot of people think he wants to be sitting right where you are. Well, my သူကမင်းနေအဲ့ဒီ governor California governor new home လာအဲ့ဒီသူကလည်းပေါ့နော်ကျွန်တော်ကိုလာဖမ်းကြပါမင်းတို့ဘာငါ့ဘာချင်းချောက်တယ်ပေါ့ Trump နဲ့ Tom Homan ကိုချင်းချောက်တယ်ပေါ့အစင်ခေါ်တယ်ပေါ့ကွာဆိုတော့သူကိုယ်တိုင်ကလည်းပေါ့နော်ဒီအဖမ်းခံပြီးမှနော်အဲသူရဲ့နိုင်ငံရေလောကမှာပူနာမီကြီးအောင်ပေါ့အာယုံပူဆိုင်အောင် attention ရှာနေတယ်ပေါ့ အထရမ်ကိုရင်ကလည်းညီနှောင်းကသူဖန်ခံခဲ့တယ်ကွာမော့ရှော့လုပ်ခဲ့တယ်ကွာနော်ဖန်ခံပြီးမှယဇုမီသားတို့ရဲ့မော့ရှော့ဒါပုံရိုက်တော့ခံခဲ့ရတဲ့ထရမ်ကအဲဒါမဲ့ဒိုနယ်ထရမ်ရဲ့မော့ရှော့ကသူ့ရဲ့ political career မှာသူ့ရဲ့နိုင်ငံရေးအာလောက်ရမှာတော်တော်လေးပူ promote ဖြစ်လာတယ်ပူနာမည်ကြီးလာတယ်ထရမ်ကလည်းထရမ်ထရမ်အဖန်ခံနှောင်းကလူရင်းကသွားပြီးမှအထင်သေးတာတဲ့ပူနာမည်ကြီးစေတယ်ဘောနော်အဲ့ဒီလူပဲပေါ့ အဒီခုနကယ်လီဖိုးနီးယားကဂါဗနာကလည်း Trump လိုမျိုးပေါ့ကွာသူကအဖမ်းခံပြီးအဲဒီ mock shot ကိုကြည့်ရဲအဲသူကလည်းပူနာမေကြီးအောင်လုပ်ချင်တဲ့ attention ရှာတယ်ပေါ့ဆိုတော့ခမားအဲ့ဒီဂါဗနာကလည်းတမရအနေရမှာနေချင်တာတော့သိချတယ်သူသူလည်းတမရဖြစ်ချင်တယ်ပေါ့အဲ့လိုမျိုးကိစ္စနဲ့ပတ်သက်ပြီးမှမေးတာပေါ့ In case it was a witch hunt and everybody knew it. And I was able to explain that during the process. Otherwise, I wouldn't be sitting here right now. And it was a total witch hunt. Just prove it to be a witch hunt, and you see what's happened. in his case, it really is very obvious. You look at what's happened between the fires, uh, between it. I, I could name 10 things right now. We talk about the trains, we talk about uh, all of the costs in California, you talk about all of the people that are flowing and destroying life for everyone else. So uh, no, I don't think it's going to help him. I think it's I think it's actually very No, Trump got building. any California governor got cheap. I do Do you have any more? But some to cook my little meal. ဒီကောင်ကအဖန်ခံပြီးမှ attention ရမယ်အယုံစိတ်ခံရမယ်ဆိုတော့ကအဖန်ခံတော့မှဘယ်သူကမှသူ့ကိုအဆောက်ခွေစိတ်မှာမဟုတ်ဘူးပေါ့အဲသူ့ကိုအဲ့လိုဖန်ခံတာနဲ့သူ့ရဲ့ political career မှာဘာမှတူတက်နိုင်မှာလည်းမလို့ဘူးသူ့ကိုနာမည်ကျော်ချအောင်လည်းဖြစ်လာမှာမဟုတ်ဘူးဆိုတော့ Trump ကတော့ပြောနေတယ် And right around the time that we were walking in here, the governor and the state attorney general said that they're going to sue you for sending the National Guard in. They're saying there's no invasion, there's no rebellion, The president is trying to manufacture chaos and crisis on the ground for his own political ends. Federalizing the California National Guard is an abuse of the president's authority under law. ဆိုတော့ခုနသူပြောနေတဲ့ governor တချို့က Trump ကိုတရားစွဲဖို့လုပ်နေတယ်ပေါ့နော်။ Trump ကကျွန်တော်တို့ရဲ့အခြေခံဥပဒေကိုအလွေသုံးဆအောင်လုပ်နေတယ်။သူ့ရဲ့နိုင်ငံရေးအကျိုးအမြတ်တွေအတွက်ပေါ့နော်။ဒီအမျိုးသားစောင့်တက်တွေကိုဆေးလွတ်နေတယ်အဲဒါအကြောင်းကျွန်တော်တို့သူ့ကိုတရားစွဲမယ်ဆိုမှခုနသူ ဖော်ပြနေတဲ့နာမည်တွေက Trump ကိုတရားစွဲဖို့ချင်းချောင်းနေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဒီကွာဒီအမျိုးသားစောင့်တက်ဆိုတာကပြည်နယ်ကအကူအညီတောင်းမှပြည်နယ်ကထောက်ခံမှအဲ့လိုမျိုးပြုလုပ်ရတယ်ဆိုတော့ဥပဒေတွေနဲ့ရှိနေတယ်ပေါ့ကွာ။အဲ့ဒါကို Trump ကချူဖောက်တယ်ပေါ့အလွေတုံစားလုပ်နေတယ်ပေါ့။အဲ့ဒါကြောင့်ကျွန်တော်တို့ Trump ကိုတရားစွဲမယ်ဆိုတော့ပြောခဲ့တဲ့ကိစ္စရှိတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှမေးတယ်။အော်ဆိုတော့ Trump ကဘယ်လိုတုံ့ပြန်ချင်လဲဘာလို့ပြောချင်လဲဆိုမှမေးနေတယ်။ It's interesting. You watched the same clips as I did. Cars burning all over the place, people riding. And by the way, we stopped it. We were able to make it much better, but it still looked pretty bad. And uh, in watching clips last night, people were saying, this is really a big problem. And until we went in, if we didn't do the job, that place would be burning <laughs> down. <laughs> တွေ့ရှိပြီးသားကိစ္စဖြစ်နေတယ်။မနေ့မနေ့တနေ့ကကျွန်တော်ရဲ့ YouTube မှာအများကြီးချင်းပြပြီးသားကိစ္စဖြစ်နေတယ်။ကားဝင်ကမရှုခံခဲ့ရတယ်ကွာ။အင်္ဂလိပ်ဖြည့်ဆည်းခံခဲ့ရတယ်ကွာ။တော့တော်လေးကိုစူပါအောင်ချောင်းမှုရရှိတယ်ဆိုတော့ကျွန်တော်တို့သာနော်တွားပြီးမှပါဝင်ဖြစ်ရှင်းခဲ့တာမျိုးမလုပ်ခဲ့ဘူးဆိုရင်တော့ဒီထက်မကဒီပြဿနာတွေကပူဆူးနိုင်ချေရှိတယ်ပေါ့။ချောင်းကလို့ပြောနေတယ်။အဲ့ဒါကိုသူတို့က အကျဉ်းစုမတင်ဘဲနဲ့ Trump ကနော်ဘယ်လိုပြောမလဲအာဥပဒေကိုလွှဲသုံးစားလုပ်ပြီးမှအဲ့ဒီဆန္ဒပြသူတွေကိုအင်အားနဲ့ဖြစ်ရှင်းနေတယ်ဗောတိုက်ခိုက်တာတွေလုပ်နေတယ်ဗောပြောနေကြတယ်ကျွန်တော်တို့အသာဖြစ်ရှင်းဖို့ဆိုရင်တော့ဒီထက်မကပူဆူးသွားနိုင်တယ်ဗောတော်တော်လေးကောင်မှအဲ့ဒီမနစ်တနေ့ဒီအခြေအနေကဆူးနေပြီကွာလူတွေကရေးကားတွေကလည်းမီးတွေရှုနေတယ်နော်ဟိုဒီမောင်းသူမေကားတွေကလည်းမီးတွေရှုနေတယ်လမ်းတွေမှာအော်တကူရှောက်ပနေတာပဲ ဘုံကမှုကတော်တော်လေးကိုပင်းထန်တဲ့အခြေအနေတစ်ရှိနေတယ်ဂါဗနာရင်းကတော့ကိုရက်တက်တာမဟုတ်ဘူးအထရမ်ဘိုဝင်ပါပြီးမှပဲရက်တက်ခဲ့တာပေါ့သူတို့ကအကျွန်တော်တို့ကရက်တက်အောင်လုပ်ပေးတာပေါ့နော်အဲ့ဒါကိုထရမ်ကအဲ့လိုပြန်ပြန်ပြင်ပေးတယ်ပေါ့ just like the houses burned down they were in big trouble last night peter you know mm. and the night before and the night before that mm. and i feel we had no choice i don't want to see so many times in this country i watched minneapolis burn I watched look at what happened in so many different parts of California. အခုသူပြောနေတဲ့ကိစ္စကပေါ့အရင်တုန်းကလည်းအခုလိုမျိုးကျွန်တော်တို့အမေရိကန်အချင်းပေါင်းများစွာဒီလိုမျိုးဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရတယ်ပေါ့လူတွေကဆန္ဒပြတာငင်းချန်းစွာဆန္ဒမပြပေးနဲ့ဟိုအင်ကိုမီရှူလိုက်ဒီဆိုင်ကိုဖောက်ခွဲလိုက်ဟိုခူးလိုက်ဒီခူးလိုက်မီရှူလိုက်အဲ့လိုပဲများလုပ်နေပေါ့အချင်းပေါင်းများစွာကျွန်တော်တို့ကကြုံခဲ့ရတယ်နိုင်ငံမှာပေါ့အခုတော့သူပြောနေတဲ့မြို့တွေမှာလည်းများချီကြုံခဲ့ရတယ်ကျွန်တော်တို့ကဒီတိုင်းပဲကြည်နေတယ် ော်ဒီတစ်ခါကကျွန်တော်တို့တခုခုသူ့ခက်မှာတော့သူ့အခက်မှာပေါ့ဒိုနယ်ထရန့်ခက်မှာတော့အရင်တုန်းကလူဒီတိုင်းစောက်လက်ပိုက်ပြီးကြည့်မနေပဲနဲ့ပေါ့သူတို့လုံးအတင့်တာကိုသူတို့လုံးမယ်ဆိုမဲ့အထားရှိရပေါ့နော်ထရန့်ကအဲ့ဒါကြောင့်သူကမြူတာစောက်တက်တွေကိုလူအပ်တယ်ဆိုတော့ပြုမှာပဲလို့သူကပြောနေတယ်ဗောညာ You take a look at what happened in San Diego. You, you, yeah. There's so many different places where we let it burn. We want to be politically correct. We mm. wanted to be nice. Yeah, so, so, ဒီတိုင်းပါပဲဒီလူတွေကစန္ဒပြနေမြူရီရှုနေကျွန်တော်တို့ကနိုင်ငံရေးအဖြစ်ပေါ့နော် politically correct ပေါ့နိုင်ငံရေးဖြစ်တဲ့မှန်ကန်နည်းနဲ့ဖြစ်ရှိနေဖြစ်ရှင်းချင်တယ်ပေါ့တဘောထားကောင်းကောင်းလေးနဲ့ဖြစ်ရှိချင်တယ်ဒါမဲ့ဒီလူတွေကတဘောထားကောင်းပြီးမှနိုင်ငံရေးနီးစနစ်ကျတဲ့မှန်ကန်စွာနဲ့ဖြစ်ရှင်းပေးမဲ့လူတွေနဲ့မထိုက်တန်ဘူးပေါ့ကွာအဲ့လူပဲကျွန်တော်တို့ကတဘောထားကောင်းပြီးမှဒီယူရှိချင်းနဲ့ရှင်းဖို့လိုချင်နေတယ်ဒါမဲ့ဒီလူတွေကနားမမထောင်တာပေါ့နော်ဟောမီးရီရှုလိုက်အော်ဆိုင်မှာတော့ပြီးမှခူးလိုက်လှုပ်လိုက်ဖြစ်တဲ့ခါကျတော့သူတို့က to be nice to the criminal mm. and what you're doing is destroying the fabric of our life in this country now we yeah. we did the right thing we've been given credit for, by people that i would least suspect why i would say that some of the people that came in and said thank goodness they said some of them thank god that trump got involved and i'm very happy i got involved and uh, I,

အမေရိကရဲ့လမ်းပေါ်မှာပြည်တွင်းစစ်ဖြစ်အောင်လှုပ်ချင်တာဆိုမှအဆွဆွေးတာပေါ့ထရမ့်ကတော့မလို့ချင်ပါဘူးပြည်သူစစ်မလို့ချင်ပါဘူးတဲ့ Jefferson I don't want a civil war civil war would happen if you left it if you left it to people like him and I like him you know I always got along with him never had a problem with him but he's grossly incompetent okay ထရမ့်ကတော့ပြောနေဒီအဲ့ဒီ governor ကယ်လီဖိုးနီးယားကာဗရာကိုပေါ့နော်အမေရန်သဘောသဘောချပါတယ်သူကိုပေါ့သဘောချပါတယ်ဒါပေမဲ့ဒီလူကတော်တော်လေးကိုအည်အည်ချင်းမရှိနေတဲ့တယောက်ဖြစ်နေဆိုတော့ပြောတယ်ပေါ့ London, have you gotten an update from your team in London negotiating? Sorry. Have you gotten an update from your team in London negotiating the China trade talks? Uh, we are doing well with China. China is not easy, just like just like your your home country is not easy there. Uh, I think we're doing very well. They're over there now. I'm only getting good reports. It's a little early, but they'll be calling in soon. In fact, probably. နောက်တော့ China နဲ့ US ကြားကကုန်တွေ့ရေးချစ်ပွဲနဲ့ပတ်သက်ပြီး update တွေကိုမေးတယ်ပေါ့နော် Trump ကတော့အခြေအနေတော့ကောင်းပါတယ်ဒါမဲ့ China ကတော့လူကူတာတော့မဟုတ်ဘူးညှိနှိုင်းရတာလူကူတာတော့မဟုတ်ဘူးပေါ့ဒါမဲ့အခြေအနေတော့ကောင်းလာတယ်သူပြောလာတယ်ပေါ့နော် when I get back, I'll have my first call from them. We want to open up China. And if we don't open up China, maybe we won't do anything. But so, we'll China because China's always close. အော်ဒီတခါတော့ကျွန်တော်တို့အတွက် China ကသူတို့မှာလည်းသူတကားအခြေကြီးဖွင့်တင်တယ်ဆိုမှ Trump ကတော့တောင်းဆိုရဒီတခါကျွန်တော်တို့ဒီ US အတွက် China ကလည်းသူ့ရဲ့တကားကိုအခြေကြီးဖွင့်ခိုင်းစေချင်တယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုမလုပ်ဘူးဆိုတော့ကျွန်တော်တို့ကတရုတ်နဲ့တွဲပြီးမှလည်း ဒီအာစီပေါ်ရေလို့ဖူးကမလူမလူပါဘူးဆိုမှအချောက်ကတော့ပြန်ပြောနေတယ်ပေါ့ဆိုတော့တနည်းအားပြောရမယ်ဆိုတော့ US ချက်တောင်းဆိုချက်က China ရဲ့တကားကို US market အတွက်အခြေကြီး position တယ်ဆိုတော့တရုတ်ကအဲ့ဒါကိုမလိုက်နာဘူးမလုပ်ဘူးဆိုတော့ US ဘက်ကလည်း China နဲ့စီပေါ်ရေမလုပ်ဖူးကသူကဝင်မလေးဘူးပေါ့အဲ့ဒါ want to open up China it'll be a great thing for China great thing for the rest of the world mm. lift export controls when it comes to China? Did you give your negotiators any sort of limitation? Look, China has been ripping off the United States for many years. Nobody charged them 10 cents. No president had the courage to charge China for whatever reason. They didn't want to do it. Uh, I took in hundreds of billions of dollars I put on tariffs on China when I got in first term. And we took in hundreds of. အဲ့ဒါတော့သူပြောနေတဲ့ကိစ္စပါသူပြောနေကြကိစ္စပါ China ကကျွန်တော်တို့ကိုတော့လုံးဝအမျက်စားနေရပေါ့။ဟောကြာအချင်းချင်းကြာချီကျွန်တော်တို့ပုံကမျက်စားနေရတယ်ကျွန်တော်တက်မှပါကျွန်တော်တို့ခွင်ကြီးကောက်ပြီးမှကျွန်တော်တို့ကမြတ်တအောင်လုပ်နေတာ။အဲ့ဒီနဲ့ကျွန်တော်တို့ China စီကလည်းဝင်ငွေတွင်ရလာတယ်ဆိုမှချောင်းကတော့ပြောတာပေါ့။ပြန်ရှိပြတာ။ဒါကတော့သူပုံမှန်ပြောနေကြတဲ့စကားလုံးတွေပါပေါ့နော်။ tens of dollars and then I did it again, but I did it for a lot of others. If you look at the stats, uh, the deficit last month was cut in half. Everybody was shocked. I, I wasn't shocked. I think a lot of the people at this table weren't because. They... All right, guys. ဒါကတော့တရုတ်နဲ့ပတ်သက်ပြီးမှဒိုနယ်ထရမ့်ကတော့ပြောထားတဲ့ဥစ္စာဆိုတော့ပြည်သက်တို့ကတိတ်ပြီးစိတ်ဝင်စားမယ်လို့မထင်ဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်အနောက်မှာပဲဒီတခြားသတင်းမီဒီယာတွေနဲ့ပတ်သက်ပြီးမှသူပြောထားတာရှိတယ်ပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်တို့သွားပြီးမှ <laughs> လေ့လာအောင်မယ်ပေါ့နော်ဆိုတော့အာဒီတစ်ခါကတော့အမေရိကရဲ့ sorry guys ဒီတစ်ခါကတော့အမေရိကရဲ့စူပူအုံချွမှုကတော့တိတ်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ Los Angeles တို့မှာလူရီတန်းနဲ့ချီပြီးမှပဲအပြီးမထွက်ဖို့အာအစုရကလည်းညှူကြားထားတယ်ဆိုတော့ ဲ့ဒီလမ်းပေါ်မှာထွက်ပြီးမှကာမီရှူတာမျိုးအိမ်မီရှူတာမျိုးဆိုင်မှာသွားပြီးမှခူးတာမျိုးပေါ့ကွာကျွန်တော်အဟောရာတခုကပါလဲဆိုတော့သူတို့ဆန္ဒပြသူတွေကဆန္ဒပြပေါ့မဟုတ်ဘူးလားမင်းတို့ကြိုက်တဲ့လောက်ဆန္ဒပြအဲ့ဒါက US ရဲ့ထောင်းမော်မင်ကလည်းပြောနေတယ်မင်းတို့ဆန္ဒပြချင်ကြိုက်တဲ့လောက်ဆန္ဒပြငိမ့်ချဆော်တဲ့ဆန္ဒပြပေါ့ဒါနဲ့ဘာဆိုင်လို့လဲသူများဆိုင်ပြီးဆိုင်မှာသွားဝင်မှာမှာသွားဝင်ပြီးမှာ တခုသွားလို့တာပါဆိုင်လို့လဲနော်အခု ice ကတရားမဝင်ပြောင်းရွှေ့ရတဲ့လူတွေအထောက်အထားမဲ့တဲ့လူတွေကိုတော့ဖမ်းတာကွာအဲ့ဒါမချင်းနဲ့ဘုဆင်ဆန္ဒပြကိစ္စမရှိဘူးဆိုင်မှာသွားပြီးမှဆိုင်မိရှူတာတို့ shopping မှာသွားပြီးမှ shopping မှာတကောတဟောခုဒီခုလောက်တာတို့အများကြီးတော့မရှိသေးဘူးပေါ့ဘောရင်တော့ကတော့ရှိတယ်ကွာဒီတခါလဲအများတော့မရှိဒါပဲနေအနေအချင်းတော့ရှိသေးတယ်ကွာအနေအချင်းတော့ရှိတယ်အများကြီးတော့မရှိသေးပါဘူးဒါတွေလောက်တာဘာဆိုင်လို့လဲ ။အမလမ်းပေါ်မှာသူ့ဘာသာသူသွားနေတဲ့ကော်ကယ်ရဲ့မောင်းသူမဲ့ကသွားပြီးမှမိရှူတာဘာဆိုင်လို့လဲ။တော့ဘာမှမဆိုင်တာကွာသူတို့ကလို့တာ။ဆိုတော့အတူနိုင်ငံမှာကွာတရားမဝင်တဲ့လူတွေကိုဖမ်းဆီးတာပဲ။မဟုတ်ဘူးလား။အထူးသဖြင့်ပြစ်မှုကျူးလွန်တဲ့လူတွေကိုမတင်းကောင်တွေကိုတခူးပေါင်တွေကိုတမျှတွေကိုဖမ်းတာဖမ်းတာပဲ။အမေရိကမလုံခြုံတာအဓိကမလေးအမေရိကမှာဘာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဘယ်လိုပြောမလဲ။ ပြမှုကျူးလင်လူတွေပြမှုကျူးလူတဲ့လူတွေကအများကြီးရှိခဲ့တာကွာအဲ့ဒါကြောင့်ကျွန်တော်တို့သားသမီးတွေတော့မလို့ချုံတာအမေရိကန်တော်မှာတော့ဩကျွန်တော်တို့သားသမီးတွေကိုသွားမယ်ဆိုဟိုသွားမယ်ဆိုဟိုကမူကြီးစေဝါဂိုင်းဖွဲ့တွေကဓမြတိုက်မလားရိုက်မလားတနနပိခံရမလားအဲ့လိုပဲအမေရအမေရိကရဲ့မိဘတွေကစိတ်ပူနေတယ်ကွာဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့နိုင်ငံမှာ criminal ရမ်းများနေတယ်ပြမှုကျူးလူတဲ့လူတွေအများတစ်ခုသမျှကွာလူလူဆူးတွေရမ်းများနေတယ်ကွာ ဆိုအဲ့ဒီလူစုတတော်များများကလည်း Trump ပြောတဲ့အတိုင်းပါပဲတရားမဝင်တဲ့လူတွေတတော်များတယ်တတော်များရှိတယ်ကွာဒါပေမဲ့တစ်ဖက်နီးကလည်းကြည့်နေမယ်ဆိုတော့ယူသားပြီးမှအလို့ကျူးစားတဲ့လူတွေအထောက်အထားမင်းတဲ့လူတွေတော့အများကြီးတော့ရှိတယ်ကွာဆိုတော့သူတို့ဖမ်းတဲ့နေရာမှာမြားသွားဖြစ်တဲ့ထောင်သားတွေမတင်းကောင်တွေမွေးဆေးဝါးကောင်တွေအများကြီးရှိတယ်ကွာအဲ့ဒါကိုသွားပြီးမှသူတို့ဖျက်တည်ပြီးမှဆန်သားပြရတာအင်းအင်းမီရှူတာဆိုင်မီရှူတာပေါ့နော်လမ်းတွေကိုအကုန်လုံးအင်္ဂလိပ်ကိုအစုရအင်္ဂလိပ်ကိုအော်ဂရာဖီလောက်တာ ဆရာဆရာဆာတဲ့ပြလုံနေကြတာပေါ့အဲ့တော့အဲ့ဆန္ဒပြန်ပြပါမဟုတ်ဘူးလားဒါပေမဲ့အခုလိုမျိုးလှုပ်တာတော့လွန်းလွန်းနေပေါ့နော်ဆိုတော့သူတို့ကထိမ့်မရတိမ့်မရအခြေအနေထိဖြစ်လာတဲ့ခါကျတော့အခုလိုမျိုးမရကအမျိုးသားစောင့်တဲ့တွေကို mute ထေထိရောက်လာအောင်အမျိုးတွေထုတ်လာတယ်ပေါ့အခုသူထုတ်ပြီးတော့ပိုင်းမှာသူဝင်ပါဝင်ဖြစ်ရှိပြီးတော့ပိုင်းမှာပဲတိတ်သွားတာကွာအစကတည်းကဒီကိစ္စကဘသူကဖြစ်ရှိရမဲ့တာဝန်နဲ့ governor ကဖြစ်ရှိရမဲ့တာဝန် အဲ့ဒီကဗနာအဲ့ဒီဂဗနာကစောက်တုံးမကြတဲ့အတွက်အယိချင်းမရှိတဲ့အတွက်မဖြစ်ရှင်းနိုင်တာပါအဲ့ဒါကြောင့် Trump ကဝင်ပါပြီးဖြစ်ရှင်းပေးတာအခုတိတ်သွားပြီ Trump ဒါမပါပေးနဲ့ဝင်မဖြစ်ရှင်းဘူးမလုပ်ဘူးဆိုတော့အဲ့ဒီဂဗနာတွေကဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးဟောအခုကဂဗနာတွေကလာပြီးမှ Trump ကိုစင်ခေါ်လိုက်နဲ့နေ Tom Homan ကိုစင်ခေါ်လိုက်နဲ့ခမရတော့အလောင်းထီတတိရှိကျွန်တော်ကိုလာဖမ်းဘာညာပေါ့တော့လို့လုပ်နေသွားတာ So that's it for today. ပြစ်တတော်နေနဲ့ဘလူခန်းစားလဲပေါ့နော် ိုပိုင်သုံးသက်ချက်လေးကိုလည်း comment မှာဝင်ရေးကြပါအောင်ဆိုတော့ကြည့်ရှုသူအာအလုံးအတွက်ကျွန်တော်ကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys take care god bless ကျွန်တော်ဒီညမှာပဲတခြားတရင်တဲ့တွေနဲ့တော့ကမ္ဘာတရင်တွေနဲ့ဘုဟုတ္တရတွေနဲ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးတွေကိုသဘောကျတယ်ဆိုရင်တော့